အားလုံးပဲဒီနေ့မှာတော့ Binance ကနေပြီးတော့ Trader အတွက်ဒေါ်လာ6 million အောင်မှာ price ပူပေးထားတဲ့ trading technology တစ်ခုချက်ကိုပြောပြမှာပါဒါကတော့ Binance ရဲ့ Trader League ပါအခုက season 2ဖြစ်တဲ့အတွက်ကြောင့်မလို့ season 1နောက်ပွဲအကြောင်းကိုလည်း crypto main မှာတင်ပြထားပူပါရယ်ဆိုတော့အဲ့ဒီ video ကိုကြည့်ပူရသူဆိုလို့ရှိရင်တော့ Trader League ရဲ့အကြောင်းကိုတော့ TV သားဖြစ်မှာပါမသိသေးဘူးဆိုလို့ရှိရင်လည်းဒီ video ကိုကြည့်လိုက်ပါဒီ video ထဲမှာဒါဒီ Trader League အကြောင်းကိုအရှင်းဆုံးဖြစ်အောင်ပြောပြပေးထားပါရယ် ဆိုတော့ဆက်လိုက်တော့ပေါ့ finance day ကိုဝင်ဝင်ချင်းဆိုလို့ရှိရင်ဒီအပေါ် search bar တင်းကိုဝင်မယ်ပြီးတော့ရင် trader leak ဆိုပြီးတော့ရှားလိုက်ပါမယ်ရှာပြီးတော့လို့ရှိရင်ဒီအောက်မှာဒီဂျူနီယာလေးတွေ့ရလိမ့်မယ်ပေါ့နော်အဲဒီကိုဝင်လိုက်ပါမယ်ခဏဆောင်ပြီးတော့ရင်ဒီလိုမျိုးပေါ်လိုက်မယ် အော်ဒီအကောင့်ကအရှိဒီ season 1တုန်းကလည်းဝင်ပြပြီးတော့ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီညမှာ try now လို့တော့မပေါ်နေရောဘူးတကယ်ရိကောကအခုမှဝင်မယ် solution တော့ဒီညမှာ try now ဆိုပြီးတော့ပေါ်ပြီးမယ်အဲ့ဒါလေးကိုနှိပ်လိုက်တဲ့ solution ရင်ဒီပွဲကြီးကိုကိုကပါပိတာဖြစ်သွားပါပြီ ဒီပွဲကစရာကတော့ဒီ6လပိုင်း9ရက်နေ့ကလေးကစရာပေါ့နော်ပြီးမှကတော့9လပိုင်း9ရက်နေ့ဖြစ်ပါတယ်။ဒါပေမဲ့အခုမှဝင်လဲရရပေါ့နော်။ဆိုတော့ဒီပွဲမှာကဘာရီအတိခိုက်လောက်အောင်မလဲဆိုလို့ရှိရင်သူက trader တွေ trader ပြိုင်နေပွဲပဲ။အဲ့တော့ spot trading ရဲ့ future trading ရဲ့ဆိုပြီးတော့နှစ်ခု plan လုပ်ရတယ်။အဲ့ဒီတစ်ခုချင်းစီမှာ spot plan ဆိုလို့ရှိရင်ကမယ်နော်။ spot solo ဆိုပြီးရရှိရဲ့ spot team ဆိုပြီးရရှိရဲ့ spot regional ဆိုပြီးရရှိရဲ့ ဖျူချာစ်မှာလည်းအတူတူပဲဒီမှာဆို Team Region တော့ဆိုပြရရှိရပေါ့နော် အဲ့ဒီ solo ro chimno region ero ကဘာကွာလဲဆိုတော့ solo ဆိုတာကကြတော့တယောက်ဖြစ်ဖြစ်တယောက်တည်း trade တဲ့ trade ပေါ်မှာ multiply ပြီးတော့ပြန်ရတာဆိုတော့တယောက်ချင်းစီပြန်ရတဲ့ပွဲပေါ့နော် teams ကကြတော့ဒီ teams alike ကိုပြန်ရတာဖြစ်ပါတယ် regional ဆိုတာကကြတော့ဒီ asia region တို့ဒီအောက်က europe တို့ africa တို့စသဖြင့်ပေါ့နော်ပြန်ကြရဲအဲ့လို regional ကိုပြောတာပါဒါပေမဲ့ကိုကဒီ trader အကြီးမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒီ solo နဲ့ teams တဲ့ကိုပို့ပြီး recommend ပေးပါတယ် sport တွေကိုဝင်လိုက်တယ်ဆိုလို့ရှိရင်အခုပြထားသလိုမျိုးတွေ့ရလိမ့်မယ်ပေါ့နော် တွေ့နေရတဲ့အချောင်းကြီးတွေကဘာလဲဆိုလို့ရှိရင်ဒါကဒီ bar ရဲ့ participant ပုံမူတည်ပြီးတော့ price pool ပွင့်တာပေါ့နော်အခုကကြတော့ဒီ bar ရဲ့သူကဒီမှာဆိုလို့ရှိရင်ခွန်းပေါင်း၄၅၀၀ကျော်ပဲရှိသေးရယ်ဆိုတော့ကြတော့ဒီ user 5000မှာ dollar တစ်သိန်းခွဲပွင့်နေတဲ့လောက်ပဲပွင့်သေးရယ်ပေါ့နော် user 10000ပြည့်သွားရယ်ဆိုလို့ရှိရင်တော့ dollar 2သိန်းထိပွင့်မှာဖြစ်ပါတယ် bmar usdc ပေါ့နော်ဆိုတော့ဘလူးမျိုးသူတွေက eligible ဖြစ်တာလည်းပေါ့နော် eligible ဖြစ်ဖို့ဆိုလို့ရှိရင်အခုနည်းနည်းလေး scroll လုပ်လိုက်ပါ အတီအမအ user eligible ဆိုပြောမြင်ရလိမ့်မယ်ပေါ့နော်သူကဘာပြောထားရလဲဆိုလို့ရှိရင်ဒီ Binance မှာ verifying ဖြစ်ပြီးသားသူဆိုလို့ရှိရင်ရရပေါ့နော် KYC အောင်မိသားကိုပြောရပါအာပြီးသွားလို့ရှိရင်ဒီ eligible user အနေနဲ့ trading volume က spot trading မှာဆိုလို့ရှိရင်ဒေါ်လာ400အနည်းဆုံးရှိရပါမယ်ပြီးသွားလို့ရှိရင်သူတို့ရဲ့ minimum ROI ကကြတော့ positive 1%ဖြစ်ရမယ်ပေါ့နော် ROI 1%ဖြစ်တဲ့ ။ဒါပြီးတော့ trading volume ကလည်းဒေါ်လာ၄၀ဖြစ်တဲ့ဆိုလို့ရှိရင်တော့ဒီ spot trader league ကအဲ Elizabeth user ဖြစ်ပါတယ်။ဆိုတော့ Elizabeth ဖြစ်တဲ့သူတွေကိုဘယ်လိုမျိုးပေးသွားမှာလဲပေါ့နော်။ဒီကမှာကျတော့ reward treasure ဖြစ်ပါတယ်။ ranking နဲ့ပေးသွားမှာပါ first place ဆိုလို့ရှိရင်တော့ USDC တပောင်းခွဲရမှာဖြစ်ပါတယ်။အဲ့ဒီလိုနေရနေခွဲသွားလိုက်တာဒီ200နောက်ပိုင်းကိုတော့ USDC 3000 3000ကို equally ခွဲရမှာဖြစ်ပါတယ် ။နေရာအထက်ပိုင်းတွေကတော့ဘယ်လိုမျိုးရမလဲဆိုတာပေါ့ဒီတိုင်းမှာကြည့်လို့ရရပေါ့နော်။ဒီအောက်ကကြတော့ ROI ကိုဘယ်လိုမျိုး calculate လုပ်ရလဲဆိုတာကိုပြပြထားရဖြစ်ပါတယ်။ ROI တွက်တာကလွယ်ပါတယ်။ Triple Threat ဆိုလို့ရှိရင် return နဲ့ investment ကိုစားနိုင်ရုံပဲပေါ့နော်။ return ဆိုတာကဒီ activity period ပြီးသွားတဲ့အချိန်မှာ user report account ထဲမှာရှိနေတဲ့ balance ကနေပြီးတော့ဒီ period ကိုစပြီးတော့ဝင်တဲ့ရက်က amount ရဲ့ပြီးသွားတော့ဒီ during period အတွင်းမှာထည့်ထည့်ထားတဲ့ deposit ကိုပြန်ပြီးတော့နှုတ်လိုက်ရမှာပါ။ ပြီးတော့ investment trader ကလည်းတွေ့ပါတယ် investment ကကြတော့ဒီ promotion ကိုစဝင်တဲ့ရက်က user sport account တွေကအမောင်းရယ်ဒီ promotion period အတွင်းမှာထက်ထဲရအမောင်းရယ်ကိုပေါင်းထားတာကို investment အနေနဲ့ယူပါတယ်အဲ့ဒါကို return နဲ့ investment ကိုစားလိုက်ရင် ROI ရပါပြီ ။ဆိုတော့အတူချိုပြပြန်ပြောရမယ်ဆိုလို့ရှိရင် Trade League မှာ sport ပြိုင်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ trading volume ကအနည်းဆုံး400ရှိရမယ်။ပြီးတော့ ROI ကကျတော့ positive 1%ရှိရမယ်။အဲဒါဆိုလို့ရှိရင်တော့ Elizabeth ဖြစ်ပြီးကိုကအများကြီးများသလား rank တက်မှာဖြစ်ပြီး or rank alike ကို reward တွေခွဲပြီးတော့မှာဖြစ်ပါတယ်။ခုနကပြောခဲ့တဲ့ minimum requirement ပြည့်ရဆိုလို့ရှိရင် Elizabeth ဖြစ်ပြီးတော့ price တွေကိုခွဲယူရမှာဖြစ်ပါတယ်။ပြီးတော့ဒီနေရာက Harley တွေကကျတော့ဒီ user participant များလေလေဒီ reward spot pool များလေးတွေဖြစ်ပါတယ်။ AI journey ကလည်းကနာပြပြခဲ့အောင်ဆိုတော့ဒီ spot solo traveler ရှင်မှာပြီးတော့ထင်ပါတယ်။ So sport team အနေနဲ့ပို့သွားမယ်ပေါ့နော် sport team မှာဆိုလို့ရှိရင်ခုခု ride teams တစ်ခုပို့ create လုပ်လို့လည်းရတယ်။ဒါပေမဲ့အခုက campaign period ကတဝက်ကြော်ကြော်လောက်လေးရောက်လာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ရှိပြီးသား teams တွေကို join လို့ရပါတယ်။ teams ကို join မယ်ဆိုလို့ရှိရင်တော့ဒီလူများရယ်ဆိုလို့ရှိရင်ဒီ teams ရဲ့ဒီ AI နေပါရတော့ trading follow နေကတော့များခောင်းများလိမ့်မယ်ဒါပေမဲ့ပြန်ပြီးခွဲယူရတဲ့အချိန်မှာတော့နေနိုင်တယ် team ကလူနေရဆိုလို့ရှိရင်တော့ i need ဒီ trading follow နေကနေစနေနဲ့မများစနေများမယ်ပေါ့နော်ဒါပေမဲ့ပြန်ပြီးခွဲယူရတဲ့ဟာကတော့ဘာခုနကအရှမ်းသူများအားဖြတ်ထုတ်ပို့ပြီးတော့များခောင်းများနိုင်ပါတယ်ဆိုတော့ကိုကပေးဟာပို့ပြီး profile ကတဲ့ဘုံ multiple teams တခုကိုရွေးလို့ရပါတယ် ။အာဒီမှာဆိုလို့ရှိရင်တော့သူတို့ teams တွေကိုပြပေးရပေါ့နော်။ဒီမှာဆိုလို့ရှိရင် member က9400ဒီ teams တော့9400ကျော်ရှိရဲ။ဒီအောက်မှာဆိုလို့ရှိရင်တော့ member က18800ကျော်ရှိရဲပေါ့နော်။ဆိုတော့ဒီလိုမျိုးကြည့်ပါရဲဒီအောက်မှာကကြတော့ခုနကလို့ပဲဒီ participant များလေးလေးပို့ပြီးရောဒီ price ပူပါဖွင့်နေလေးပေါ့နော်ဆိုတော့ဒီအောက်မှာကကြတော့ခုန passport ဆိုလို့လို့ပဲ user list ပဲရှိပါရဲအဲ့ဒါတော့ uh binance ပေါ်မှာ KYC အမိသား verify today user solution ရတယ်ဒီမှာဆိုလို့ရှိရင်လည်းဒီ trading volume ကဒေါ်လာ400 bostic hotline 1% solution ရပါတယ် solution တို့ဒီအမှာက reverse pressure အနေနဲ့ပြရဖြစ်ပါတယ် first place solution တော့တော့3500ရမယ်ပြီးတော့ရင်တော့ဒီ50 21ကနေပြီးတော့50 solution ရင်တော့6200 USDC ကိုဒီဒီခွဲပြီးရယူရမှာဖြစ်ပါတယ် teams ကတော့ဒီ 50အထိပဲပြင်မှာပေါ့နော်ပြီးတော့ activity rules အနေနဲ့ကကြတော့ team speed တဲ့ကြောင့်မလို့ရွေးရဲဆိုလို့ရှိရင်တော့ဒီတို့ကဒီ teams ရဲ့ rules တွေပေါ်မူတည်ပြီးတော့ခွဲယူခဲ့ပေါ့နော် teams leader ကဒီ team ရရဲ့စုစုပေါင်းတဲ့ reward ရဲ့တန်ပါဆန်ကိုရမယ်ပြီးတော့ရင်ဒီ apple က pna contributor top 20ပေါ့နော်ဒီ နမ်းများပေါ်ထရိတ်ကတူမြများပေးရတဲ့သဘောပဲအဲ့ဒါမှကျတော့ team reward ရဲ့60%ကိုဒီအပေါ်ဆုံးကအယောက်20ကိုရမယ်တခြားဒီ team တွေကသူတွေ Elizabeth ဖြစ်တဲ့ team တွေကလူတွေ solution တော့ဂျန်နဲ့30%ကိုရမှာဖြစ်ပါတယ်အာဆိုတော့ကိုကအများကြီးမထရိတ်နိုင်ဘူးဆိုလို့ရှိရင်တော့မကူရဲ့ team က reward ရပါတယ်ဆိုလို့ရှိရင်တော့အနည်းငယ်များရောခွဲပြီးရမှာဖြစ်ပါတယ်ရောက်မှာကကြတော့ဒီ eligible ဖြစ်တဲ့ top 20 piano contributor တွေက blue mute တွေ့လေဘယ်လိုမျိုး review sample relation နဲ့ရှိလဲဆိုတော့ပြသထားတာဖြစ်ပါတယ် ဆိုတော့ဒီဟာတွေကိုသေးသေးဖတ်ချင်တဲ့ solution တော့ဒီ page ရဲ့ link ကိုလည်း post ထဲမှာထည့်ပေးထားပါမယ်။ဆိုတော့အခုဒီ sport ရဲ့ solo နဲ့ teams တွေရဲ့အကြောင်းကိုလည်းဒီ dialogue ဆိုတော့ regional world chat ပါကြည့်ရပါဘို့။ vision မှာဆိုလို့ရှိရင်အခုလောလောဆယ် asia က first place မှာရောက်နေပါတယ်ဆိုတော့ user elizabeth အနေနဲ့ဒီမှာကဒီ total sport trading volume ကတော့လာတထောင်ရှိရမယ်ပေါ့နော်ဆိုတော့ beginner အနေနဲ့ပြီးတော့အများကြီး mature တဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်တော့ dollar တထောင် sport trading က မြားတယ်ဆိုတော့ကိုက beginner လေးဖြစ်တယ်အများကြီးလည်းမထရိပ်ဘူးဆိုလို့ရှင်တော့ teams နဲ့ solo day day ကအဆင်ပြေရဖို့ရွှေစီချင်ပါတယ် ပြီးတော့အနိုင်ရရှိ original team ကတော့ hundred three yari ကဒေါ်လာ2000ခွဲတန်တဲ့ PME price pool ကိုတရားကိုဒေါ်လာ900အများဆုံးအနေနဲ့ COVID period ရှိမှဖြစ်ပါတယ်။နောက်ထပ်ကြံခဲ့တဲ့ regional teams တွေရဲ့ top 10 trader ကကြတော့ဒေါ်လာ9000တန် PME price pool ကနေပြီးတော့တရားကိုဒေါ်လာ150အများဆုံးအနေနဲ့ရရှိမှဖြစ်ပါတယ်။ US structure မှာမြန်မာပါ first place ရတဲ့ region တွေကတော့ဒေါ်လာ2000ခွဲကိုခွဲပြောရမယ်။ first place မရဘဲနဲ့ second ကနေ fifth အထိကတော့ဒေါ်လာ9000ကိုခွဲပြီးယူရမှာဖြစ်ပါတယ်။ဆိုတော့ sport အကြောင်းပြီးသွားပြီဆိုတော့ futures အကြောင်းကိုတွားပြီးရောကြည့်ပါမယ်။ futures solo ဆိုတာကလည်းခုနက sport မှာရှင်းပြခဲ့တဲ့လိုမျိုးပဲ။ဒီဟာက bar rate တွေများရဲ့များတယ်လို့မျိုး reverse scale price pool တွေကပွင့်သွားမှာဖြစ်ပါတယ်။ဆိုတော့အမှား user eligibility ဘက်ကိုဖတ်ပြပါမယ်။ဒီ solo competition periods အတွင်းမှာဆိုလို့ရှိရင်အာသူတို့ရဲ့ဒီ futures trade trading volume ကဒေါ်လာ900ရရှိရပါမယ် ဖီရှိုမှာ trading volume ဒေါ်လာ900က spot မှာ trading volume ဒေါ်လာ400လောက်မခတ်ဘူးပေါ့နော်ဆိုတော့ကိုယ်စင်ပြတာဝယ်ယူပြီးတော့လုပ်လို့ရပါတယ်ပြီးတော့ကိုကဒီ robot ရဖို့အတွက် Elizabeth ဖြစ်တဲ့ top 200ထဲမှာမပါဘူးဆိုရင်တော့မှပဲ Binance ကနေပြီးတော့ဒီကိုရဲ့ ROI က positive 1%ရှိနေ solution ရဲ့ AJ ကနေမှ lucky participant အနေနဲ့အယောက်20ကိုရွေးပြီးတော့ 1PMB token voucher ကိုပေးဦးမှာဖြစ်ပါတယ် ဆိုတော့ကိုက top 200တဲ့မပါခဲ့ဘူးဆိုလို့ရှိရင်တော့မာဒီ lucky user 120ရမှာပါနိုင်တည်ရပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့အောက်မှာ reverse threshold ကိုတွေ့ရမှာဖြစ်ပါတယ်ဒီမှာသာရှိရဆိုလို့အတွက်က first place ကိုဒေါ်လာ9000ပေးထားပါတယ်။အဲ့လိုနဲ့ဒီမှာပေါ့နော်ဒီ200တက်ကနေပြီးတော့နောက်ထပ်ဂျန်နဲ့ Elizabeth ဖြစ်သမျှကတော့ဒေါ်လာ3000ကိုခေါ်ဝေးပြီးရရှိမှာဖြစ်ပါတယ်။ โอเคအခုကကြတော့ဒီ Binance Futures မှာပေါ့နော်ပထမဆုံးပုံနဲ့ user တွေတော့သူက welcome reward ဆိုပြီးတည်တံ့ထပ်ပေးထားရှိပါတယ်အဲ့ဒါကဆိုတော့2025 6လပိုင်း2ရက်နေ့ ठी ပေါ့နော်သူတို့ Binance Futures ကိုမသုံးဖူးတဲ့သူတွေကို Binance ကဲ future new future user တွေနဲ့သူတမတ်တယ်ပေါ့နော်အဲ့လို user တွေကဒီ campaign trader league ကိုဝင်ပြိုင်ပြီးတော့ athletes အနေနဲ့အနည်းဆုံးဒေါ်လာ900 USDT ကိုလည်းသူတို့ trade နိုင်နေဆိုလို့ရှိရင်တော့သူတို့က welcome reward prize pool ပေါ်ပေးမှာဖြစ်ပါတယ် prize pool ရဲ့အမှောက်ကတော့ဒေါ်လာ USDT 3သိန်းဖြစ်ပါတယ် user တယောက်ချင်းစီကိုဒေါ်လာ100 USDT cap လောက်ပြီးပေးမှာဖြစ်ပါတယ်ဆိုတော့သူက Binance Future ကိုတစ်ခါမှမသုံးဘူးတဲ့ဒီ Futures new user ဖြစ်တဲ့ solution တော့ဒီ welcome reward ကိုရနိုင်နဲ့အာရနိုင်တဲ့ chance ရှိသေးရပါတော့ အာဒီအောက်ကကျတော့ဒီ Future CSO Competition ရဲ့ Draft Price Pool Distribution ကိုပြောထားတာဖြစ်ပါတယ်။ဒီမှာ First Place ဆိုလို့ရှိရင် Solo Price Pool ရဲ့25%ကိုရမှာဖြစ်ပါတယ်။ဒီဗတ်200 Ranking နေရာရဲ့အောက်ကိုရောက်သွားရဆိုလို့ရှိရင်တော့သူတို့ကဒီ Solo Price Pool ရဲ့15%ကိုအနည်းငယ်ဖွဲ့ယူရရှိမှာဖြစ်ပါတယ်။ ။ကြာကကျတော့ dynamic price pool ကို token voucher အနေနဲ့ပြီးမှကိုပြောတော့ပြောထားတာဖြစ်ပါတယ်။ဗီဒီယိုလည်းနည်းနည်းရှင်းနေပြီဆိုတဲ့အတွက်ကြောင့်မလို့အသေးစိတ်တော့မပြောပြတော့ပါဘူး။ Soul of Future ဆိုလို့အတွက်ပြန်ပြီး recap လုပ်ပေးရမယ်ဆိုလို့ရှိရင်သူက future solo ဆိုတဲ့အတိုင်းပဲသူတရားချင်းစီရဲ့ futures trading ကိုသူကလိုက်ပြီးတော့ drop ပြရဖြစ်တယ်ပြီးတော့ရင် Elizabeth Chipotle ဆိုလို့ရှိရင် 500 USDT trading volume ရှိရမှာဖြစ်ပါတယ်။ဆိုတော့ futures team ဘက်ကသွားကြည့်အောင်နော် futures team ဘက်မှာလည်းဒီလိုပဲ participant များလေးလေးသူကဒီ reward price ပုံမှန်များလေးလေးဖြစ်ပါတယ်။ futures team ရဲ့ user list ဘက်ကတစ်ချက်ကြည့်ကြည့်မယ်ပေါ့နော် futures team အနေနဲ့ခါကြတော့ကိုပိုရိုင်းနဲ့ teams တခုကို create လုပ်လို့ရတယ်လို့အာနောက်ထပ် teams တခုကို above you join ထားလို့ရရပေါ့နော်။ဒါပေမဲ့ကိုကအရှိ season တော့မှာလေ teams တခုကို join မိတာဖြစ်တယ်ဆိုလို့ရှင်တော့အဲ့ teams တွေမှာပဲအဲ့လိုလိုဒီ season မှာလည်းဗာနေဥမှာဖြစ်ပါတယ်။ ဒီ top 50 teams ပေါ့နော်အပေါ်ဆုံးဒီ teams 50ကဆိုလို့ရှိရင်တော့ဒေါ်လာတသန်းခွဲ USDG token voucher တွေကိုဒီခွဲဝေပြရရှိမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ ranking reward တွေပို့ပြထားပါတယ် first place အနေနဲ့ဒေါ်လာ3250 USDT ကိုခွဲဝေပြရရှိမှာဖြစ်ပါတယ်နေဆက်တိကနေပြောင်း50ကတော့ဒေါ်လာ2ပေါင်းခွဲ USDT ကိုခွဲပြီးရရှိမှာဖြစ်ပါတယ် အဒီမလည်း solo team stone ကလိုပဲပေါ့နော် through the teams ပေါ်မှာ through like ခွဲထားရှိရဲ့ team leader ကတန်ပါဆန်ပြီးတော့ရင်ဒီ top 20 contributor တွေက60%နဲ့ဂျန်နေသူတွေကတော့30%စီခွဲဝေးပြောရရှိမှာတူတူပဲဖြစ်ပါတယ်ပြီးတော့တော့သူကဒီ sport နဲ့ futures နှစ်ခုလည်းနဲ့မကဘူး side quest တွေ side test တွေလည်းရှိသေးရပေါ့နော် ဒီလိုအရာမှိန်တော့ရဲ့ဆိုလို့ရှိရင်တော့ဝန်လို့မရတော့ဘူးလောလောဆယ်ပွင့်နေရဆိုလို့ဒီမှာကန်တုတ်ကန်တထောင်ကိုစင်ပေါ်အန်းထဲမှာထည့်ပြီးတော့ဒီပြည့်သွားရဲ့ဆိုလို့ရှိရင်တန်တူးပြည့်သွားရဲ့ဆိုလို့ရှိရင်တော့ဟန်ဒရကန်ရမယ်လို့ပြောထားတဲ့ဒီ campaign side quest တစ်ခုပဲရှိတော့မယ်ပေါ့နော်အဲ့ဒါလေးလုပ်လို့ရပါတယ်ဆိုတော့ဒါဒါကတော့ Venus Trader League Season 2ရဲ့အကြောင်းကိုနည်းနည်းလေးပြောပြခဲ့တာဖြစ်ပါတယ်ကိုကအသေးစိတ်သိစနေဆိုလို့ရှိရင်တော့ဒီလိုမျိုး website ထဲကိုဝင်ပြီးတော့ကိုယ်တိုင်ကြည့်လို့ရတယ်လို့မျိုးနားမလဲရရှိရဲ့ဆိုလို့ရှိရင်တော့ CryptoMate Telegram group မှာလာပြီး ော့မေးလို့ရပါတယ်။အားလုံးမဲ့ဒီ training time ဝယ်ရှိတဲ့ပုံဝင်ပြီးတော့ price pool က price tag ကိုရကြပါစေလို့ဆုတောင်းပေးပါရစေ။ Binance account မရှိသေးဘူးဆိုလို့ရှိရင်လည်းဒါမှမဟုတ် Binance account မဟုတ်ဘဲနဲ့ trading fees 20% discount ကို live train ရမယ့်အပြင် community member ဒေတန် give away တွေကိုရနိုင်တဲ့ Binance account ကိုအခုကြားထားတဲ့ crypto maker referral code ကိုသုံးပြီးဖွင့်ထားလို့ရပါတယ်။ နောက်ဆုံး disclaimer အနေနဲ့ပြောချင်တာကတော့ crypto make က knowledge sharing လုပ်ပြတာဖြစ်ပြီးတော့ financial advice ပေးနေရမှာမဟုတ်ပါဘူး။ဒီနေ့ view လေးကတော့တလပါပဲ။ crypto make ပါနောက် video မှာပြန်တွေ့ရပါပေါ့။